ရှင်မာကုခရစ်ဝင်အခန်းကြီး7အငယ်1မှ33ယေရုရှလင်မြို့နှင့်အနီးတန်လွင်တောင်ချေရဲ၌ဘက်ပါကီရွာနှင့်ဘေသနိရွာတို့ရောက်ကြသောအခါတပည့်တော်နှစ်ယောက်တို့ကိုဆေလွတ်တော်မူ၍သင်တို့ရှေ့၌ရှိသောရွာတို့သွားကြထိုရွာသို့ရောက်လျင်အဘယ်သူမှမစည်းဘူးသောမြီးကလေးချီနောင်လျက်ရှိသည်ကိုသင်တို့သည်ချက်ချင်းတွေ့လိမ့်မည်။မြီးကျိုးကိုဖြီး၍ဆောင်ခဲ့ကြ ူတပားကအဘဲကြောင့်ဤသို့ပြုသည်နိဟုသင်တို့အားဆိုလျင်တခင်အလိုရှိသည်ဟု ပြန်ပြောကြလောထိုတို့ပြောလျင်ထိုသူသည်ချက်ချင်းပေးလိုက်မည်ဟု မှားထားတော်မူ၏တပည့်တော်တို့သည်တွား၍လမ်း၌တကားပြင်မှခြိထားသောမြည်ကလေးကိုတွေ့ပြီးလျင်မြည်ကြိုးကို ဖြီကြ၏ထိုအရက်၌ရက်နေသော သူအချို့တို့ကအဘဲကြောင့်မြည်ကြိုးကိုဖြီသည်နိဟု ဆိုလျင် ယေရှုမှားထားတော်မူသည့်အတိုင်းတပည့်တော်တို့သည်ပြန်ပြောပြီးမှထိုသူတို့သည်အခွင့်ပေးကြ၏ယေရှုထံတော်သို့မိကလေးကို ဆောင်ခဲ့၍မိမိတို့အဝတ်ကိုမြီးကျောပေါ်မှတင်ကြပြီးလျှင်ကိုတော်သည် စီးတော်မူ၏လူများတို့သည်မိမိတို့အဝတ်ကိုလမ်း၌ခင်းကြ၏အချို့တို့သည်တစ်ကိုင်းတစ်ခတ်များကို ခုတ်၍လမ်း၌ခင်းကြ၏ ရှေ့နောက်လိုက်သွားသောသူတို့ကဟောရှနာဖြစ်စေတည်းသာရဖျား၏အခွင့်နှင့်ကြွလာတော်မူသောသူသည် မင်္ဂလာရှိစေတည်းသာရဖျား၏အခွင့်နှင့်ယခုတီလူသောငါတို့အဘဒါဝိ၏နိုင်ငံတော်သည် မင်္ဂလာရှိစေတည်းကောင်းကင်ဘဝဝဲဟောရှနာဖြစ်စေတည်းဟုကြွေးကြော်ကြ၏ ယေရှုသည်ယေရုရှလင်မြို့သို့၎င်းဗိမာန်တော်သို့၎င်းဝင်၍အရာရာတို့ကိုကြိရှုတော်မူပြီးလျှင်မိုးချုပ်သောကြောင့်တကြိတ်နှစ်ပါးသောသူတို့နှင့်တကွဘေသနိယွာသို့ထွက်ကြွတော်မူ၏။နှက်ပြန်နေ၌ဘေသနိယွာမှပြန်ကြစဉ်တွင်စာမွတ်တော်မူ၏။ အရွက်နှင့်ပြည့်စုံသောတင်မောတဖန်းပင်ကိုအဝေးကမြင်လျင်တင်မောတဖန်းသည်ဆွတ်သောအချိန်ကာလမရောက်သေးသောကြောင့်ထိုအပင်၌အသီးကိုတွေ့ကောင်းတွေ့လိမ့်မည်ဟုကြွသွား၍ရောက်သောအခါအရွက်ကိုသာတွေ့တော်မူသည်ရှိသောယခုမှစ၍အစင်မပြတ်တင်ဤအသီးကိုအဘဲသူမြမစားစေနှင့်ဟုမိန့်တော်မူ၏တပည့်တော်တို့သည်လည်းကြားကြ၏ ယေရုရှလင်မြို့သို့ရောက်ကြသောအခါယေရှုသည်ဗိမာန်တော်သို့ဝင်တော်မူပြီးလျှင်ဗိမာန်တော်၌ရောင်းဝယ်သောသူတို့ကိုနှင်ထုတ်၍ပွဲစားခုံတို့ကို၎င်းကျိုးငှက်ရောင်းသောသူတို့၏ထံရာကို၎င်းတွန်းလဲတော်မူ၍ဗိမာန်တော်အထက်၌အဆောက်အဦးကိုအဘယ်သူမှမဆောင်မရွက်ရမီအကြောင်းမြစ်တာတော်မူလျက် ငါအိမ်ကိုလူအမျိုးမျိုးစုတောင်းရအိမ်ဟူ၍ခေါ်ဝေါ်ကြလက်တန့်ဟုစံစာ၌လာသည်မဟုတ်လောထို့တော်လည်းတင်တို့တီထိုအိမ်ကိုဓမြတွင် ဖြစ်စေကြပြီတကားဟူ၍ဆုံးမဩဝါဒပေးတော်မူ၏။ချမ်းပြူစရာနှင့်ရစ်ပရောဟိတ်အကြီးတို့သည်ကြားလျင်ကိုရောကိုတက်ရသော အခွင့်ကိုရှာကြံကြ၏။ ူများအပေါင်းတို့သည် ဆုံးမဩဝါဒပေးတော်မူခြင်းကိုအံ့ဩမိန်မောသောကြောင့်ထိုသူတို့သည် ကိုရောကိုကြောက်ရွံ့ကြ၏ညချင်းရောက်သောအခါမြို့ပြင်သို့ထွက်တော်မူ၏နနက်အချိန်တွင်လမ်း၌သွားကြစဉ်တင်မောတပန်းပင်သည် အမြင့်မှဆာ၍တွေ့ချောက်လျက်ရှိသည်ကိုမြင်ကြ၏ပေတရုသည်တတိယလျင် အရှင်ဘုရားကြည်တော်မူပါကြိန်တော်မူသောတင်မောတပန်းပင်သည်တွေ့ချောက်ပါပြီတကားဟုလျှောက်လေ၏ ယေရှုကလည်းသင်တို့သည်ဖျားသခင်ကိုယုံကြည်ခြင်းရှိကြလောငါအမှန်ဆိုသည်ကားအကျဉ်သူသည်ယုံမသောစိတ်နှင့်ကင်း၍မိမိဆိုသည့်အတိုင်းဖြစ်မည်ဟုယုံကြည်လျက်ထိုတောင်ကို နေရာမှ၍လောပင်လယ်၌ကျလောဟုဆိုလင် ထိုသူဆိုသည့်အတိုင်းဖြစ်လိမ့်မည်ထို့ကြောင့်ငါဆိုသည်ကားသင်တို့သည်သုကျေစုကိုရမည်ဟုယုံကြည်သောစိတ်နှင့်သုတောင်းသမျှတို့ကိုရကြလိမ့်မည် သင်တို့သည်ဆွတ်တောင်းသောအခါသူတစ်ပါး၌အပြစ်တင်ခွင့်ရှိလျင်သူအပြစ်ကိုလွတ်ကြလောလွတ်လျင်ကောင်းကင်ဘုံ၌ရှိတော်မူသောသင်တို့အဘသည်သင်တို့၏အပြစ်ကိုလွတ်တော်မူမည်သင်တို့သည်သူအပြစ်ကိုမလွတ်လျင်ကောင်းကင်ဘုံ၌ရှိတော်မူသောသင်တို့အဘသည်သင်တို့၏အပြစ်ကိုလွတ်တော်မမူဟုမိန့်တော်မူ၏ ယေရုရှလင်မြို့သို့တပံရောက်ကြပြီးမှဗိမာန်တော်တွင်စင်းကြံသွားတော်မူစဉ်ယိပရောဟိတ်အကြီးကျမ်းပြုစီယာလူအကြီးအကဲတို့သည် အထံတော်သို့ချဉ်ကပ်၍ကိုတော်သည်ဤအမှုများကိုအဘယ်အခွင့်အင်းပြုသည်နည်းဤတို့ပြုရသောအခွင့်ကိုအဘယ်သူပေးသည်နည်းဟုမေးလျှောက်ကြသောယေရှုကငါသည်တစုံတစ်ခုကိုမေးအုံးမီတင်တို့ဖြေကြလော့ ဖြေလင်းဤအမှုများကိုအဘယ်အခွင့်နှင့်ငါပြုသည်ကိုငါပြောမည်ယောဟန်ဤဗက်တိဇန်တရားသည်ဖျားကဖြစ်သလောလူကဖြစ်သလောဤအမေးကို ဖြေကြလောဟု မိန့်တော်မူ၏ထိုသူတို့သည် အချင်းချင်းစင်ကျင်ကြ၍ဖျားကဖြစ်သည်ဟုငါတို့ဖြေလင်းသင်တို့သည်ယောဟန်ကိုအဘယ်ကြောင့်မယုံတနည်းဟုသူမေးလေအောင်မည်လူကဖြစ်သည်ဟုငါတို့ဖြေလင်းလူများကိုကြောက်ရ၏ ယောဟန်သည်ပရောဖက်အမှန်ဖြစ်သည်ကိုလူအပေါင်းတို့သည်အယူရှိကြ၏ဟု အချင်းချင်းဆင်ခြင်ပြီးမှ အကျွန်ုပ်တို့မသိပါဟုယေရှုအားပြန်ပြောကြ၏ယေရှုကလည်းထို့အတူဤအမှုများကိုအဘယ်အခွင့်နှင့်ငါပြုသည်ကိုငါမပြောဟုမိန့်တော်မူ၏အာမင် God bless you